။နားဆင်သူများအလုံးမဲမင်္ဂလာပါရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေရှင်ပြင်ဖြစ်လာတဲ့ခွေးမကြီးရဲ့သားဆိုတဲ့ပုံမင်အကြောင်းအရာလေးကိုဖပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ရှင်းလူလေးပြီးတော့အခါကတောင်းတဲ့များကြမှာတော့သူဝနာဒီပါအမိရတဲ့တိုင်းပြည်ကြီးတပြည်တည်ရှိခဲ့လေတဲ့။အဲ့ဒီတိုင်းပြည်ဟာရွှေငွေရတနာများပေါ်ကျော်သွားပြီးစပားဆိုင်ရီတို့ဖြစ်ပြေဆုံးကပြည်သူပြည်သားအလုံးဟာအေးချမ်းပျော်ရွှင်စွာနဲ့နေထိုင်ကြတာကြောင့် နတ်ပြည်နန်းနန်းတခုလားချင်းမမာယာလာအောင်မင်းတာယာစီပင်လာပါတဲ့သုဝနာဒီပတိုင်းပြည်ကိုအိုးဆိုတဲ့ဘယင်မတရားကြီးမှာတိရိကျမအမည်ရှိပြီးတော့တရားမြတ်မှုတမာရီတည်ကြည်မှုတို့နဲ့ပြည့်စုံတော်မူတဲ့အပြင်တိုင်းသူပြည်သားများအပေါ်မှာသာသမီအရင်ကဲ့သို့ကျင်နာစွာအုပ်ချုပ်တော်ကြောင်းပြည်သူပြည်သားအလုံးဤချစ်ခင်လေးစားမှုကိုရရှိထားတဲ့မင်းကောင်းမြတ်တပါဖြစ်လေတော်တာပေါ့။ဒါပေမဲ့ဤမြပြည့်စုံလာတဲ့တိုင်းပြည်နဲ့ ဖုန်းတကူကြီးမလာတဲ့ဘင်းကြီးတို့ရဲ့အပေါ်မှာတော့မဲမောင်တဲ့တိမ်မဲကြီးတခုကအမဲတစီဖုံးလွှတ်နေလျက်ရှိခဲ့ပါတယ်။အဲ့ဒီတိမ်မဲကြီးမှာတော့အဖျားညူတော်ထီနဲ့ဤကျင်းစာပင်ဖြစ်တော်လေးတယ်။လွန်ခဲ့သောမင်းတုံးဆက်တိုင်တိုင်သုမနာဒီပါနန်းတော်မှာတော့မြင်းသိလူသားမိဖုရဲ့ကောင်ကြီးကမှထီနဲ့ကိုစက်ခံပြီးတားတော်တမီတော်ယတနာကိုဝေဖွားနိုင်ခြင်းမရှိခဲ့ပါဘူးလေ။အဲ့ဒီကျင်းစာကြောင့်တန်းပြီဟာလဲအချင်းချင်းထီနဲ့စက်ခံရင်ပြဿနာများနဲ့ ရင်ဆိုင်ခဲ့ရတော့တာပေါ့ပြည်သူတို့ရဲ့စိတ်ထဲမှာလဲတိုင်းပြည်ရဲ့အနာဂတ်အတွက်စိုးရင်တော့ကများ ဖုံးလွှမ်းနေကြရလိမ့်တယ်ဘရင်သီရိဓမာမင်းတရားကြီးဒီလေဤတော့ကကိုရှင်ဝဲပိုက်ပြီးတော့နေ့စဉ်နေတိုင်းပဲစိတ်မချမ်းမြေ့နိုင်ဖြစ်နေကြရလိမ့်တယ်ဘရင်ကြီးဒီအဲ့ဒီတိန်စာဇူကြီးကို ခြေဖြစ်နိုင်ရန်နီလန်းရှာရန်အတွက်တိုင်းပြည်မှာတော့ပညာဉာဏ်အကြီးမားဆုံးဖြစ်တဲ့ပညာရှိအပေါင်းကိုနန်းတော်ကိုပင့်ဖိတ်တော်မူလေတဲ့ ဒီလိုနဲ့ရက်ပေါင်းများစွာတိုင်တိုင်လေးလာသုံးသပ်ပြီးရနောက်ပညာရှိအကြီးအကဲဖြစ်သူယတိကြီးသည်ဘေးမီဒီယာကြီးထံမှတွေ့ရှိချက်ကိုရှောက်တင်ခဲ့လေတော့တယ်သူရဲ့လေးနဲ့တဲ့လေးတန်နဲ့ရှင်းပြသည်မှာတော့အီဂျင်စာသည်သွေးသားနဲ့မဆိုင်ပဲရှင်မင်းတပါဤမာနတရားကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းဒါကြောင့်ဂျင်စာကိုခြေဖြက်လိုပါကထီနဲ့ဤမာနကိုဥစွာချိုးနေရမင်းဖြစ်ကြောင်းရှောက်တင်လေတော့တယ်ဘေးကြီးက ပုံမရှင်းလင်းစွာမိချိုင်းရင်အတွက်တောင်းဆိုတဲ့အခါရတိကြီးကရှီဟောင်ကျန်းကန်လာ ဟောကင်းတစ်ခုကိုရွဖပြလိုက်တော့တာပေါ့အေးဟောကင်းအရာထီနံမျိုးဆက်ကိုပြန်လဲထွန်းတောက်စီမိအမွေခံသည် မြင့်မြတ်တော်တဲ့အိမ်မမဟုတ်ပဲအရှင်သခင်ပေါ်မှာချစ်ချင်းမတပါ အခြားသောလောဘကင်းစင်ကအသက်နဲ့ရင်၍တစ္ဆာဆောင်တည်တဲ့မြင့်မြတ်တဲ့စိတ်ဝိညာဉ်တစ်ခုမှသာမွေးဖွားလာနိုင်မည်ဖြစ်ပါတည်းအဲ့ဒီစကားကိုကြတော့ နန်တွေမူးမများအားလုံးဟာအထိတ်ပင်မဖော်နိုင်ဘဲနဲ့ရပောင်းများစွာတိုက်အောင်အဲ့ဟော်ကင်းကိုဘသူမှအပြည့်မထုတ်နိုင်ကြပါဘူးလေအဲ့ဒီအချိန်မှာပဲတိတိဓမ္မမင်းတရားကြီးထံမှာတော့မာလာအမိရှိရဲ့တော်ဝင်ခွေးမကြီးတကောင်ရှိလေတယ်မာလာကဉာဏ်ပညာထက်မြက်ပြီးဘင်ကြီးပေါ်မှာတော့မမရဲ့အသက်ထက်ပြီးပို၍တစ္ဆာရှိလေတယ်လွန်ခဲ့သောနှစ်များအတွင်းကဘင်ကြီးတော်ကစားထွက်စဉ်ကြာရန်ကြီးတကောင်ဤအန္တရာယ်မှာမာလာသည် မမိကိုကိုခူတော့လောက်ကဘယင်ကြီးရဲ့အသက်ကိုကဲတင်ခဲ့ဘူးလေတဲ့။တညာတော်လာပညာမှာတော့ဘယင်ကြီးဟာဥယျာဉ်တော်အတွင်မှာစိတ်ပြည့်အားငယ်စွာထိုင်နေစဉ်မာလာက သူ့ပောင်ပေါ်သို့မမိရဲ့ဥကောင်ကိုညင်သာစွာတင်လိုက်ပြီးကျင်လင်တောက်ပတဲ့မျက်လုံးများနဲ့မောကြည့်နေခဲ့လေတဲ့။အဲမျက်လုံးများထဲမှာတော့ချင်းချင်းမရှိတဲ့ချစ်ချင်းတရားနဲ့တစ္ဆာတရားတို့ကိုသာတွေ့ရတဲ့အခါဘယင်ကြီးကဟောကရဲ့အတိတ်ပဲကိုရုတ်တရက် နားလည်သဘောပေါက်သွားခဲ့လေတော့ပေါ့နောက်တစ်နေ့နဲ့နဲ့မှာတော့ဘယင်သီရိဓမာသည်မိမများအားလုံးကိုခေါ်ယူပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြသားစွာချမှတ်လိုက်ပါတော့တယ်သူကတိုင်းပြည်ရဲ့ကြေစာကိုဖျင်ရင်ဟော်ဂိန်အတိုင်းကိုလိုက်နာမှာဖြစ်ပြီးတော့သူ့ရဲ့အသက်ကိုကယ်တင်ခဲ့ပူတဲ့သူ့ဘော်တစ္ဆာအရှိဆုံးဖြစ်တဲ့မာလာအားမိမိရဲ့ကောင်းကြီးအဖြစ်တင်မြောက်မှာဖြစ်ကြောင်းကိုကြေညာလိုက်လီတော့တယ်တဲ့အဲ့ဒီကြေညာချက်ကြောင့်နန်းတော်တစ်ခုလုံးမှာတော့ပြောင်းစံသွားတော့တာပေါ့ အမချက်ကြီးကရှေ့မှထွက်ပြီးတော့အီဒီမှာယူသူမှုသာဖြစ်ကြောင်းတိုင်းပြည်ရဲ့ဂုံတိတ်ခါကိုညှိုးနှမ်းစီမှာဖြစ်ကြောင်းရှောက်တင်တားမြစ်လေခဲ့တယ်။ဒါပေမဲ့ဘရင်ကြီးရဲ့ဆုံးဖြတ်ချက်မှာတော့တမရိကဲ့သို့မာကျောနေသည်။အီဒီမှာတော့တိုင်းပြည်အနာဂတ်အတွက်သာဖြစ်တယ်လို့မိန့်ကြပြီးပြင်ဆင်စရာရှိသည့်များကိုပြင်ဆင်ရန်အမိန့်ပေးလေခဲ့တော့တယ်။အဲနောက်လအပြည့်စုံသောညတညမှာတော့ရှီဟောင်နတ်ဖျားများစံပြရာတောင်ထိပ်ပေါ်မှာ မြင့်မြတ်သောဗိမာန်တစ်ခုမှာတော့သူဇန်နဲ့တော်ဝင်အခမ်းအနားတစ်ခုကိုကျင်းပခဲ့လေတယ်။ယတိကြီးများနဲ့ပရောဟိတ်များမန္တန်ရွတ်ဖတ်ပူဇော်နေကြစဉ်မှာတော့မာလာအားတက်စင်တဲ့ရင်နဲ့စီကြောကတော်ဝင်ဆောင်ရောင်များနဲ့ခေါ်ဆောင်လာခဲ့လေရတယ်။ဘင်းကြီးကမြင့်မြတ်သောပန်းမာလာတစ်ခုကိုကန်ပြီးတော့မာလာရဲ့ရှင်မဒူးတစ်ဖက်ကိုထောင်လေ။ဤနေ့မှစ၍တင်သေးငါဤမိဖုရား။ဤတိုင်းပြည်ဤမိဖုရားဖြစ်တယ်လို့ နတ်ဖီးယားများကိုတိုင်တဲကြင်ညာလိုက်ပါတော့တယ်။အဲ့ဒီကြင်ညာတဲ့အစုံမှာတော့ကောင်းကင်ဘုံကလာရောက်ဟာဗိမာန်တစ်ခုလုံးကိုထိုးကျလာပြီးတော့မာလာရဲ့ကူဘုံကိုရောင်စင်ခုနှစ်သွဲဖြင့်ဖြာကျလာခဲ့လေတယ်။အဲ့ဒီအလင်းတန်များကြမှာတော့သူ့ရဲ့ခွေးတံကတဖြည်းဖြည်းနဲ့အရေးပြောပြီးတော့အရအမောင်းကောင်းပြီးအလွန်တရာမှလပနေတဲ့အမျိုးသမီးတူဦးဖြစ်ကိုပြောင်းလဲသွားခဲ့ရတာပေါ့။သူ့ရဲ့မျက်လုံးများကတော့ရခင်ကလိုပဲ တစ္ဆာတရားနဲ့ချစ်ချင်းတရားတို့နဲ့တောက်ပနေစေဖြစ်ပါတယ်တယ်။မကြတော့လှများအကြမှာတော့တိုင်းပြည်တစ်ခုလုံးကသတင်းကောင်းတစ်ခုနဲ့ပျော်ရွှင်ခဲ့ကြရလေတယ်။အဲ့ဒီသတင်းမှာတော့မိဖုရားမာလာမှပြည်သူတွေတည်နေပြီဖြစ်ပါလေရဲ့။လာစစ်လို့ရက်စစ်တဲ့အခါမှာတော့မိဖုရားကြီးကဖုန်းတကူကြီးမှပြီးတော့ပြည့်ပြည့်စုံနဲ့လူမင်းသားလေးတပောင်းကိုဖွားမြင်ခဲ့တော့တယ်။ဘင်းကြီးကမမေ့ရဲ့တာဝန်လေးကိုရှင်းဝဲပိုက်လို့သူ့ဘေးမှာပြုံးလျက်ရှိနေတဲ့ လူသားမိဖုရားအဖြစ်ပြောင်းလဲသွားတဲ့သူ့ရဲ့တစ္ဆာရှိအဖော်မှုကြီးနဲ့ဂျေဇုတင်ကြီးကြီးစွာနဲ့မျက်ရည်များကြာဆင်းခဲ့ရလေတဲ့တိုင်းပြည်တစ်ခုလုံးမှာလဲနေပေါင်းရာကြီးလို့စိတ်သုံးနေခဲ့တဲ့ပခက်လွဲတံကိုတော့ပထမဆုံးအချိန်ပြည့်ကြားလဲရပြီဖြစ်ပါတော့တယ်အနာကအတွက်မျော်လင့်ချက်ယုံကြည်များဟာလဲတန်းလာခဲ့ပါတော့တယ်တဲ့ဒုမနာဒီပါတိုင်းပြည်ကြီးဟာမျော်လင့်ချက်ယုံကြည်များနဲ့ပြန်လဲအသက်ဝင်လာခဲ့တော့တာပေါ့မင်းသားလေးအရိယာရဲ့ ကြည်လင်သောရည်တံလေးများကနေပေါင်းများစွာတိုင်တိုင်၆တွေ့တိတ်ဆိတ်နေခဲ့တဲ့နန်းတော်ကြီးရဲ့စင်းကြံများတစ်လျှောက်မှာတော့ပြန့်လွတ်လို့နေခဲ့လေတယ်။သူဟာတိုင်းပြည်ရဲ့မျိုးလင့်ချက်ဘရင်ကြီးနဲ့မိဖုရားကြီးတို့ရဲ့မျက်စိတငယ်လေးဖြစ်ခဲ့ရတာပေါ့။ဒီလိုနဲ့မင်းသားလေးအရိယာက ကြီးပင်းလာသည်နှင့်အမျှသူ့ရဲ့ထူကြတဲ့အည်သွေးများမှာတော့တဖြည်းဖြည်းပေါ်လွင်လွတ်လာခဲ့လေတယ်။သူဟာတာမန်ကလေးတွေလိုစော်ကစားတတ်ပေမယ့်သူ့ရဲ့မျက်ဝန်းများထဲမှာတော့ အသက်ရွယ်နေမလိုက်အောင်နေဆိုင်တဲ့ဉာဏ်ပညာအယောင်များဂိမ်းအောင်နေလေခဲ့တယ်။အထူးကြဆုံးအချက်မှာတော့သူ့ရဲ့တရိတ်ဆက်များအပေါ်မှာထားတဲ့မေတ္တာတရားပင်ဖြစ်ပါတော့တယ်။နန်းတော်ဥယျာဉ်တွင်မှရှိနေကြတဲ့ရှစ်တက်တဲ့သမီးလေးများကသူ့နားကိုမကြမယွန်းချီကပ်လာတတ်ကြသလိုမာနကြီးရဲ့တိတ်ငဲ့များကပင်သူ့ရဲ့လက်မောင်းပေါ်မှာတော့လာရောက်နားကိုတတ်ကြလေတယ်။တရိတ်ဆန်တို့ရဲ့ဘာသာစကားကိုနားလည်နေသည့်အလားသူတို့ရဲ့ခံစားချက်များကိုလည်း အလုံးလုံးသိရှိနေတက်လီနေတယ်။ဖခင်ဖြစ်သူသတိဓမ္မမင်းတရားကြီးကတော့သူ့အားနိုင်ငံအုပ်ချုပ်ရေးပညာဓာတ်ကုတ်လန်ထိုးခြင်းပညာတို့ကို သင်ကြားပေးချိန်မှာတော့မိခင်ဖြစ်သူ မာလာမိဘကြီးကသစ္စာတရားရဲ့တန်ဖိုးတတဝရိုင်းအပေါ်မှာထားရမယ့်ဂိူနာတရားနဲ့စကလုံးများနဲ့ပေါ်ပြရမလို့တဲ့နှလုံးသားရဲ့ဘာသာစကားတို့ကိုသင်ကြားပေးလိုက်ကြတော့တယ်။အဲ့လိုနဲ့မင်းသားလေးကအသိပညာတိုင်းပညာသာမက သူ့ရဲ့မိခင်ထံမှဆင်းသက်လာတဲ့ချွင်းချက်မရှိတဲ့မြင့်တာတရားနဲ့တစ္ဆာတရားတို့ကိုပါအမွေဆက်ခံရရှိခဲ့ရတာပေါ့ဒါပေမဲ့ထွန်းလင်းတောက်ပနေတဲ့နေမင်းကြီးရဲ့အလင်းရောင်အောင်မှာတော့မဲမောင်တဲ့အရေးတူတည်လဲအမဲတစီကပ်ပါလာတတ်ဒီမဟုတ်ပါလားနန်းတော်တွေမှာတော့ဝိသမအမိရှိရဲ့မူးမကြီးတူရှိလေတဲ့သူကတော့ဘီရင်ကြီးရဲ့ညီတော်ဝင်းခွဲတော်ဆက်သူဖြစ်ပြီးမင်းသားအရိယာမမွေးဖွားမိအချိန်ကထီနှန်းကိုစက္ကန်ရံ အခွင့်အရေးရှိဆုံးသူဖြစ်လေခဲ့တယ်။အပြင်ဘက်မှာတော့သူဟာဘီယင်ကြီးပေါ်မှာတစ္ဆာရှိဟန်ပြပြီးတော့အမှုတော်ကိုကြေပွန်းစွာထမ်းဆောင်နေပေမဲ့သူ့ရဲ့အတွင်စိတ်မှာတော့မမီးရဲ့အခွင့်အရေးကိုလွတ်ယူသွားတဲ့ထိုအံ့ဖွယ်မိသားစုပေါ်မှာတော့မနာလိုဝန်တုံစိတ်များအမွေငှက်စိတ်များနဲ့ပူလောင်နေခဲ့တော့တာပေါ့မိဖုရားမာလာရဲ့အသွင်ပြောင်းချင်ကိုတော့သူကတိုင်းပြည်ရဲ့ကောင်းချီးကုသိုလ်အဖြစ်မမြင်မိသူ့ရဲ့ထီနံကိုခိုးယူသွားတဲ့ မောပညာအတတ်တစ်ခုဖြစ်တာမှတ်သားထားခဲ့တော့ပေါ့ဒါကြောင့်ဝိသမာမင်းသားလေးရဲ့တရိစ္ဆာန်များအပေါ်ထူးကဲစွာနားလည်နိုင်စွမ်းရှိခြင်းကိုအခွင့်ကောင်းယူပြီးတော့ရှည်ရွယ်ဆွေမှုမများကြမှာတော့တန်တရားဖြစ်ဖွယ်ရာစကားများကိုတီတို့တီတို့ကျဲချလေတော့တာပေါ့သူကငါတို့ရဲ့မင်းသားလေးဟာလူတွေထက်တရိစ္ဆာန်နဲ့ပိုပြီးတော့ရင်းနှီးနေတော့တတိထားမိကြရင်လားသူ့ရဲ့သွေးသားရဲ့တဘာဝအစ်စ်မကဘာများဖြစ်မလဲလို့ ငါတို့မစိုးရင်တင်မူလားလို့မသိမသာအစိတ်စကားများကိုဖြန့်ကျက်လေခဲ့တယ်။ဘယင်ကြီးနဲ့မိဖုရားကြီးတို့မှာတော့အဲ့ဒီကောလာဟာလာများကိုကြားသိပေမဲ့မနာလိုသူတို့ရဲ့စကားများအဖြစ်သားသဘောထားပြီးတော့အလေးနဲ့မထားခဲ့ကြပါဘူးလေ။အချိန်ကနှင်းပြစွာကုန်လွန်ပြီးတော့မင်းသားအရိယတီလဲအသက်၁၈နှစ်ပြည့်မြောက်ပြီးတော့တိုင်းပြည်ရဲ့အေရှင်မင်းအရာကိုတရားဝင်ဆက်ခံရမယ့်အခါသမယတို့ရောက်ရှိလာကြတော့တာပေါ့။ဤဒီမှာတော့ဤဒီမှာ ဝိသမစောင့်မျှော်နေခဲ့တဲ့အချိန်ပြင်ဖြစ်ပါတော့တယ်တဲ့တိုင်းပြည်ရဲ့မှုမအကြီးကဲများစစ်သူကြီးများပညာရှိများအလုံးစုံကြီးစွာတက်ရောက်လာတဲ့ခန္ဓာကြီးကျယ်လာတဲ့အိမ်ရှိမင်းသားဗိသိက်မြောက်ပွဲအခမ်းအနားကိုတော့နန်းတော်ရဲ့ရာဇပလင်ခမဆောင်ကြီးတွေမှာကျင်းပခဲ့ရတာပေါ့ဘယင်သီရိတမမင်းတရားကြီးဟာရန်နာများစီချေထားတဲ့အိမ်ရှိမင်းသားရွှေတရဖူကိုကန်ဆောင်က သူ့ရဲ့တူတီတော်တားတော်ဖြစ်သူ အရိယာရဲ့ခေါင်းပေါ်သို့တင်းမြောက်ပေးရန်အတွက်ခြင်လန်းလိုက်တဲ့အခိုက်တန်ပါပြီ။ဝိသမာကမူမများအကြမ်းမှရှီကိုထွက်လာပြီးတော့ကျေလောင်တဲ့အတန်နဲ့ရတ်တက်ရန်တားမြစ်လိုက်တယ်။ခမ်းမကြီးတစ်ခုလုံးမှာတော့ရုတ်တရက်တိတ်ဆိတ်သွားပြီးတော့အားလုံးရဲ့မျက်လုံးများကတော့သူ့ထံကိုစုပြုံရရှိသွားတော့တယ်။ဝိသမာကတိုင်းပြည်ရဲ့တက်စင်တဲ့သွေးမျိုးရုပ်ကိုစိုးရိမ်ပူပန်ဟန်ဆောင်ပြီးတော့သူရိုးဝဲစွာနဲ့စုံစမ်းစုဆောင်ထားခဲ့တဲ့ ရှီဟောင်ဘိမ့်မန်တို့မှမတ်တန်အထောက်ထားများကို ထုတ်ပြလိုက်တော်ရတဲ့အဲ့ဒီနောက်မှာတော့တုံလုံးခြောက်ချားနေကြတဲ့ပြိသက်ကြီးကိုတော့သူကဒီလိုကြင်ညာလိုက်ပါတော့တယ်သူတို့အားလုံးရဲ့ချစ်ခင်လေးစားမှုကိုရရှိထားတဲ့မိဖကောင်ကြီးမလားလွန်ခဲ့တဲ့16နှစ်အချိန်ကတော့ဘင်းကြီးရဲ့တစ္ဆာရောဂန်ခွေးမကြီးဖြစ်ခဲ့ကြအောင်အခုအိရှိမင်းသားအဖြစ်ဘိသိက်ခံယူမဲ့မင်းသားအရိယာဟာလူသားစစ်စစ်မှ ပေါက်ဖွာလာသူမဟုတ်ပဲ ဒရိစံတကောင်မှဆင်းသက်လာတဲ့သွေးနော်တူးတာဖြစ်ကြောင်းကိုကျေလောင်စွာဖွင့်ချလိုက်ပါတော့တယ်။အဲ့ဒီစကားအစုံးမှာတော့ခမ်းမဆောင်တစ်ခုလုံးကပောက်ွယ်ထွက်သွားတော့တာပေါ့။မုမများအလုံးမယုံကြည်နိုင်ခြင်း၊ယွန့်ရှာခြင်း၊အံ့ဩခြင်းများနဲ့တယောက်မျက်နှာတယောက်ကြည့်လို့ပွက်လော်ရိုက်သွားကြလိတော့တယ်။ဝိသမအခွင့်ရင်းကိုလက်မလို့ပဲနဲ့ဒရိစံမှာမွေးတော်မင်းသားတပါ လူသားများကိုအုပ်ချုပ်ခွင့်မရှိကြောင်းသူ့ရဲ့သူရမတန့်စင်ကြောင်းဒါကြောင့် လူသားမျိုးနွယ်မှာဆင်းသက်လာတဲ့မမိကသာထီနတ်နဲ့အမှန်တကယ်ထိုက်တန်သူဖြစ်ကြောင်းကိုဆက်လက်ကြွေးကြော်လိုက်နေတယ်။မင်းသားအရိယာကအဲ့ဒီစကားများကိုကြားတဲ့အခါမှာတော့ဒေါသတကြီးဖြစ်နေတဲ့ဝိသမကိုမကြည့်ပဲနဲ့သူ့ရဲ့ချစ်လက်စွာသောမိဘနှစ်ပါးကထိတ်လန့်တုန်လှုပ်စွာနဲ့ကြည့်နေမိရောတယ်။မိဖုရားမာလာရဲ့မျက်နှာတော်မှာတော့သွေးဆက်မရှိအောင်ဖြူဖြော့သွားပြီးတော့မမေ့အတွေ့မဟုတ်ပဲတားတော်အတွေ့နာကျင်ခံစားနေရတဲ့မျက်ရည်များပြည့်စံလို့လာခဲ့လေတော့တယ်။ ဘရင်ကြီးရဲ့မျက်နှာမှာတော့မိမိရဲ့ညီတော်ဝန်ခွဲရဲ့တစ္ဆာဖောက်မှုအတွေ့ဒေါသများနဲ့နေမြန်းလေတဲ့နန်တွေမူးမာများကနှချံကွဲသွားကြလေတော့တယ်တချို့ကဝိသမရဲ့စကားကိုထောက်ခံပြီးတော့မင်းသားအားတန်တရာမျက်လုံးများနဲ့ကြည့်နေကြပြီးတော့တချို့မှာတော့ဘရင်ကြီးပုံမှာတစ္ဆာဆုံသည့်ရက်တည်နေကြလေတယ်အဲ့ဒီနေ့မှာတော့သုမနာဒီပါတိုင်းပြည်ရဲ့မျော်လင့်ချက်ရောင်ကြီးများဟာတစကြီးကျင်းဝသွားခဲ့ပါပြီ။ မင်းသားအရိယာရဲ့ဘဝဒီလဲအမောင်ဆုံးသောညတညရဲ့အဆောက်ကိုရရှိသွားကြတော့တာပေါ့ဝိတမရဲ့စကားသံများကြောင့်ရာဇပလင်ခမ်းမဆောင်တစ်ခုလုံးမှာတော့ပြားအုံကိုထုတ်နဲ့ထုတ်လိုက်တဲ့ကဲ့သို့ပွက်လောကိုရိုက်သွားနေတယ်။ဘင်းသီရိဓမ္မမင်းတရားကြီးကတစ္ဆာပေါင်းညီတော်ဝန်းခွဲကိုဒေါသတကြီးမျက်လုံးများနဲ့စိုက်ကျင်နေဝိတမအားတစ္ဆာဖောက်မှုဖြင့်ဖန်စီချောင်းတော်ကြလုံးလို့သူရဲ့တစ္ဆာကန်စစ်သူကြီးများကို အမိတ်ပေးလိုက်တော့တယ်။ဒါပေမဲ့ဝိသမာအဲ့ဒီအချိန်လေးအတွက်ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်ပါတယ်။သူ့ရဲ့အမိတ်တန်အစုံမှာတော့သူ့ရဲ့ဘက်တော်သားမူမများနဲ့စစ်သူကြီးအကျွတ်ဒါများကိုဆွဲထုတ်ပြီးတော့သူ့အားကာကွယ်ဝန်းရံလိုက်ကြတော့တယ်။နေပေါင်းများစွာတိုင်တိုင်သူ့ကျဲကြခဲ့တဲ့သွေးမျိုးရတက်စီရဲ့အစိတ်စကားများနဲ့ရှာရူအာနာဂတိများကြောင့်နန်းထွေးရဲ့သုံးဖို့တပုံခန့်မှာတော့သူ့ဘက်ကိုပါသွားခဲ့ပြီးဖြစ်ပါတော့တယ်။ ရာဇပလင်ခမ်းမဆောင်အတွင်မှာပဲသွေးထွက်တန်ရိုးဖြစ်မဲ့အရေးကိုမြင်တဲ့ဘရင်ကြီးကဒေါသကိုမြို့သိမ့်လို့ဝိသမားနဲ့သူ့ရဲ့နောက်လိုက်များကိုနန်းတော်ကနေထုတ်ခွာခွင့်ပြုလိုက်ပါတော့တယ်ဒီလိုနဲ့သူမနာဒီပါအတိုင်းပြာအဲ့ဒီနေမှာပဲနှချမ်းကွဲသွားခဲ့ပါပြီပြည်တွင်းစီရဲ့ရှေ့ပြေနမိတ်များမှာတော့ကောင်းကင်မှာတိမ်မြဲများအဖြစ်စတင်စုဖွဲ့လာခဲ့တော့တာပေါ့အဲ့ဒီအဖြစ်ပြက်များအပြီးမှာတော့မင်းသားအရိယာက မိမိရဲ့အခန်းဆောင်တော်အတွင်ကိုတကားပိတ်ပြီးတော့ရက်ပောင်းများစွာအပြင်ကိုမထွက်ပဲနေခဲ့လေတော့တယ်။သူ့ရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ပါပြီတဲ့။သူဟာမှန်ထဲမှာပေါ်နေတဲ့သူ့ရဲ့ပုံရင်ကိုစိုက်ကြည့်နေသူ့ရဲ့သွေးကြောထဲမှာစိစစ်နေတဲ့သွေးများအဘယ်တဘာဝရှိနေတယ်လဲလို့မိမိကိုမိမိအကြင်ကြင်မေးခွန်းထုတ်နေမိရောတယ်။သူ့ရဲ့စိတ်ထဲမှာတော့ဝိသမရဲ့စကားများကပက်တင်ထက်နေကြတော့တာပေါ့။တရိတ်ဆန်မှမွေးတော်မင်းသား။ထို့သူ မမေကိုကိုယုံကြည်မှုပျောက်ဆုံးနေချိန်မှာတော့သူ့ရဲ့မိခင်မာလာမိဖုရားကြီးကအခန်းထဲကိုဝင်လာခဲ့တော့တယ်။သူမမောပညာအကြောင်း၊ထီနန်အကြောင်းတို့ကိုတခွမှမပြောခဲ့ပါ။သူမတားတော်ရဲ့ပြီးမှတိတ်ဆိတ်စွာထိုင်ပြီးတော့သူ့ရဲ့လက်ကိုညင်သာစွာ ဆုပ်ကင်ထားခဲ့တော့တယ်။သူမရဲ့အမူအရာ၊သူမရဲ့တည်ငြိမ်တဲ့အကြည့်များကစကလုံးများတဲ့ပို့ပြီးတော့အထိပ်ပိရှိနေကြတော့ပေါ့။သူမရဲ့မျက်ဝန်းများကတော့တင်းအင်းစစ်မြစ်ကအေးမကြီး တင်းအင်းနှလုံးသားကသာအရေးကြီးရဲ့လို့ပြောနေသည်အလားမိခင်ရဲ့ချွင်းချက်မရှိတဲ့မြစ်တာကိုခန်းစားမိတဲ့အခါမှာတော့မင်းသားရဲ့စိတ်ထဲမှာတန်တရားများဟာလဲတဖြည်းဖြည်းနဲ့လွတ်ပြေစာပြူလာခဲ့တော့တာပေါ့တဖက်မှာတော့ဝီသမားကတိုင်းပြည်ရဲ့မြောက်ပိုင်းဒေသများမှာတော့အခိုင်မာတက်ဆွေလိုက်ပါပြီမိမိကကူတော့သူမျိုးရုံဆောင်နတ်မင်းအဖြစ်ကြီးညာပြီးတော့ဘယင်ကြီးနဲ့သူ့ရဲ့တရိတ်ဆန်မိသားစုပေါ်မှာပြည်သူများအမုန်းပွားစီရန်အတွက် ဩဝါဒဖြန့်ချီရေးကိုစစ်ပွဲစတင်မှာတော့တယ်။အဲ့ဒါထဲပိုပြီးရဲဆက်တင်မှာတော့သူဟာတိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့သူကနာမြကြီးကိုမြောက်ပိုင်းတောင်တန်းများအရောက်မှာတော့ကြီးမားတဲ့ကြောက်တမန်ကြီးတစ်ခုနဲ့ပိတ်ဆို့လိုက်ခြင်းပဲဖြစ်ပါတော့တယ်။အဲ့ဒီအခါမှာတော့တောင်ပိုင်းဒေသမှာရှိနေတဲ့ဘရင်ကြီးရဲ့နေမင်းများမိရင်များခန်းချောက်သွားပြီးတော့ဆိုင်ကင်များမှာလဲ၆တွေ့ကွဲအပ်ပြီးတော့ပြည်သူပြည်သားများမှာလဲကြောက်မဲ့ဖွယ်ကောင်းတဲ့ အစာရေစာငတ်မုတ်ခံပါမှုပြီးနဲ့ရင်ဆိုင်ကြရတာပေါ့ပြည်သူတို့ရဲ့ညှိတွားတံများနန်းတော်တိုင်အောင် ပြန့်နှံ့လာခဲ့ပြီလူအများစုမှာတော့ဤဒီမှာတဘာဝမကြတဲ့မိဖုရားနဲ့တားတော်ကြောင့်ဖြစ်ရတယ်ဆိုတော့ဝိသမရဲ့ဝါရဖြတ်မှုကိုစတဲ့ယုံကြည်လာကြနေတော့တယ်ဘင်းကြီးရဲ့စစ်တပ်များကအဲ့ကြောက်တမန်ကြီးကိုဖြိုချရန်အတွက်အကြင်ကြီးစူးစမ်းနေပေမဲ့ဝိသမရဲ့မြောက်ပိုင်းခံတပ်မှာတော့အလွန်ခိုင်ခက်တာကြောင့် အကြဆုံးများစွာဖြစ်တာနောက်ပြန်ဆုတ်ခဲ့ကြရတော့တာပေါ့တိုင်းပြည်ရဲ့အခြေအနေမှာတော့တနေ့တဲ့တနေ့ပုံမဆိုးရလာခဲ့တော့တဲ့အဲ့ဒီအခြေအနေမှာပဲမေတာအရိယာက သူ့ရဲ့အခန်းဆောင်ထဲမှာထွက်လာပြီးတော့စီရဲ့အစီဝေးကိုတက်ရောက်ခဲ့လေတယ်သူ့ရဲ့မျက်နှာမှာတော့ပင်ပန်းနန်းနေနေပြီမဲ့မြင်သည့်အခါကထင်မဆိုးပို့ပြီးတော့တန်လိုက်ထန်ခိုင်မာနေဟန်ရှိလေတယ်သူကဓာတ်ရိုက်ထိုးစရာဝိသမမျောလင့်ထားတဲ့အတိုင်းဖြစ်ပြီးတော့ အသက်ပေါင်းများစွာကိုစတေးရလိမ့်မယ်ဖြစ်ကြောင်း။ဒါကြောင့်မမိတ်မှာတော့အခြားသောအစီအစဉ်တစ်ခုရှိကြောင်းကိုရှောက်တင်လိုက်ပါတော့တယ်။သူ့ရဲ့အစီအစဉ်မှာတော့စစ်တပ်ကိုဥဆောင်တိုက်ခိုက်ခြင်းမဟုတ်ပဲသူတူတဲ့ရှစ်လူများပဲမသွားရတော့တဲ့နဂါအဆွဲတောင်တန်းကြီးကိုဖြတ်ကျော်လို့ဝိသမရဲ့ခန္ဓာနောက်မှာရှိတဲ့မြင့်ကြီးရဲ့အရင်မြစ်ကိုသွားပြီးတော့အဲ့ကြောက်တမန်ကြီးကိုဖောက်ခွဲဖြစ်စီရမယ်ဖြစ်ပါတော့တယ်။ဘယင်ကြီးနဲ့စစ်သူကြီးများကအဲ့ကြံကိုကြားတဲ့အခါမှာတော့ ဤဒီမှာမိမိကိုယ်ကိုတက်တည်ခြင်းနဲ့တူညီကြောင်းအဲ့ဒီတောင်တန်းများမှာတော့ကြမ်းကြုတ်သောတားရဲများနဲ့ပြည့်နေနေကြောင်းပြောဆိုပြီးတော့တပြိုင်တည်းထဲမှာပဲကန့်ကွက်ကြတော့တာပေါ့ဒါပေမဲ့မင်းသားဤဒီမှာသူ့ရဲ့ကံကြမ္မာကိုသူကိုယ်တိုင်ဆုံးဖြတ်ရမည်စမ်းသပ်မှုဖြစ်ကြောင်းသူ့ရဲ့စစ်မြစ်ကိုလူများကဲ့ရဲ့နေကြပေမဲ့အဲ့ဒီစစ်မြစ်ကြောင့်ပဲသူရရှိထားတဲ့တရိတ်ဆန်များနဲ့ဆက်သွယ်နိုင်တဲ့စွမ်းရည်ကားသာဤခီးမှာတော့ သူ့ရဲ့အကြီးမားဆုံးသောလက်နက်ဖြစ်လာမှာဖြစ်ကြောင်းကိုပြန်လည်ခြေပပြောဆိုခဲ့တော့တာပေါ့နောက်ဆုံးမှာတော့ဘီရင်ကြီးကတားတော်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ခြင်းများကို မလွန်ဆန်နိုင်တော့ဘဲနဲ့ခြေကွဲစွာနဲ့ခွင့်ပြုလိုက်ရတော့တယ်တဲ့အဲ့ညာမိုးမတောက်မီမှာတော့မင်းသားအရိယာက တော်ဝင်မိသားစုဝိစုံကိုချလို့တာမန်တော်ရင်ခီးတဲ့တူရဲ့ခိုင်ခန့်သောအဝိစာများကိုဝစ်ဆင်လိုက်ပါတော့တယ်သူ့ရဲ့ခါမှာတော့ဖခင်ရဲ့ဓာတ်တလဲနောက်ကျောမှာတော့လေးတစင်းနဲ့ များတော့တခုသာပါရှိပါတယ်တဲ့သူနန်းတော်မှာထွက်ခွာစင်မှာတော့သူ့ရဲ့မိဘနှစ်ပါးကနန်းတော်ရဲ့လာတာဆောင်ဘုံမှာကြောက်ရွံ့ခြင်းနဲ့ဂုံယူခြင်းတို့ရောနှောနေတဲ့မြေဝံများနဲ့သူ့ကိုလမ်းကြည့်နေခဲ့တယ်။မေတာအရိယာကသူတို့ကိုနောက်ဆုံးတစ်ကြိမ်လက်ကြည့်ပြီးတော့အယုဒေပြေးလိုက်ပြီးတဲ့နောက်မှာတော့မဲမောင်ကြောက်မွက်ဖွယ်ကောင်းတဲ့နဂါးအစွဲတောင်တန်းကြီးရဲ့တောင်ကြီးစီကိုတော့ဥတီနေတဲ့ပုံရိပ်အဖြစ်တရွေ့ရွေ့ထွက်ခွာပြောက်ွယ်သွားပါတော့တယ်။ ။ငကားအစွဲတောင်တန်းကြီးကသူ့ရဲ့အမည်နာမကဲ့သို့ပင်ကြံတန်ခက်ထန်လာပါရဲ့။ခြုံထက်သောကြောက်ဆောင်များအစုံကိုမမြင်နိုင်တဲ့ကြက်ကပားများနဲ့မျက်စိလေဝဲကောင်းတဲ့တော်လန်များကတာမန်လူသူတွေဖြတ်ကျော်ရင်မဖြစ်နိုင်ပါဘူး။ဒါပေမဲ့မင်းသားအီးရအတွက်တော့သူ့ရဲ့ထူကြတဲ့စိမိကပေးအပ်လိုက်တဲ့လက်ဆောင်မှာတော့အဲ့ဒီနေရာမှာအစွမ်းပြလေတော့တာပေါ့။သူ့ရဲ့ခီလန်မှာတော့ဆာလောင်နေတဲ့ဝင်းပလေးတအုပ်ကသူ့ကိုဝိုင်းရင်လာကြတယ်။ဒါပေမဲ့မင်းသား ဓာတ်ကိုဆွဲမထုတ်ခဲ့ပါဘူး။သူဟာကြောက်ရွံ့ခြင်းမရှိတဲ့မျက်လုံးများနဲ့အုပ်စုကောင်းဆောင်ဝင်းပလေးကြီးကိုတက်တက်ကိုစိုက်ကြည့်ပြီးတော့ဒရိတ်ဆန်တို့သာနားလေရဲ့နှလုံးသားရဲ့ဘာသာစကားနဲ့သူဟာရန်သူမဟုတ်ကြောင်းအကူအညီလိုအပ်နေသူသာ ဖြစ်ကြောင်းကိုဆက်သွယ်ပြောဆိုလိုက်ပါတော့တယ်။သူ့ရဲ့မြင့်တာတက်ကိုခန်းစားမိတဲ့ဝင်းပလေးအုပ်ကြီးကသူ့ကိုရန်ပြုတ်ခြင်းမရှိတော့ပဲတန်တွန်းရဲ့ရွေးဝယ်ပေးခဲ့တဲ့လမ်းကြောင်းတစ်ခုစီကိုဥဆောင်လမ်းပြခဲ့တော့တာပေါ့ထို့အတူပဲ သူဖြတ်ကျော်ရမဖြစ်နိုင်နဲ့မြန်မာလာတဲ့ကြောက်ဆောင်တစ်ခုကိုရောက်တဲ့အခါမှာတော့မိုးကောင်းကင်ထဲမှာလင်းယုံငယ်ကြီးတစ်ကောင်က သူ့ထံကိုဆင်းသက်လာပြီးတော့သူ့ရဲ့ပခုံးကိုခြေသေးများနဲ့ညင်သာစွာ ကုပ်ယူလို့ကြောက်ဆောင်ထိပ်ပေါ်ကို ပို့ဆောင်ခဲ့ပြန်ပါတယ်တဲ့အဲ့လိုနဲ့လူတွေကမတန့်စင်သောသူဟုကြည့်ရခဲ့တဲ့သူ့ရဲ့စင်မြင့်သည်ပင်သူ့ရဲ့အကြီးမားဆုံးသောခွန်အားနဲ့ကောင်းကြီးမင်္ဂလာဖြစ်နေခဲ့တော့တာပေါ့ရှယ်ပေါင်းများစွာကြားတဲ့အခါမှာတော့ သူဟာဝိသမာရဲ့ခန္ဓာအနောက်ဘက်မှာရှိတဲ့သူဝနာမီရဲ့အရင်မြစ်ကိုရောက်ရှိသွားခဲ့တော့တယ်။အဲဒီနေရာမှာတော့လူအင်အားဖြင့်တိဆောက်ထားတဲ့ကြီးမားတဲ့ကြောက်တမန်ကြီးကမြည်ရစီချောင်းတစ်ခုလုံးကိုပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတော့တယ်။သူဟာမြစ်ထဲမှာရှိတဲ့ပြီးပါဖြတ်များနဲ့ရှင်ဘွေများကိုတော့တမန်ရဲ့တစ်သားအခြေခံများကိုကိုက်ဖြတ်ဖျက်ဆီးရန်အတွက်တောင်စိတ်များကိုတော့ကြောက်တုံးငယ်များလှိမ့်ချပြီးတော့အဆောက်များရဲ့အာယုံကိုလွှဲပေးရန်အတွက်တောင်းဆိုလိုက်တော့တာပေါ့ တရိတ်ဆန်တို့ရဲ့အကူအညီနဲ့အဆောက်များနေရာ ပြောင်းသွားချိန်မှာတော့မင်းသားအရိယာကသူ့ရဲ့ခွန်အားအပြင်နဲ့တမန်ရဲ့ပင်မတုတ်ကိုတော့ချိုးဖြတ်နိုင်ခဲ့လေတဲ့အဲအခါမှာတော့ပိတ်ဆို့ထားတဲ့မိရေများဟာလဲဟေဟောက်တန်ကြီးများနဲ့တမန်ကိုဖောက်ခွဲထွက်လို့တောင်ပိုင်းဒေသစီတို့လွတ်လပ်စွာပြန်လည်စီစဉ်သွားပါတော့တဲ့။တမန်ကျိုးပေါက်တန်ကြောင့်ဝိသမနဲ့သူ၏စစ်တီများရောက်ရှိလာကြတော့တယ်။မိမိရဲ့အကြံစီပြည့်စည်သွားတာကြောင့်ဒေါသထွက်နေတဲ့ဝိသမက မင်းသားအရိယာနဲ့တူဦးချင်းတွေ့ဆုံပြီးတော့ဓားချင်းရှင်ပြိုင်တိုက်ခိုက်တော်တာပေါ့ဝိသမကျွမ်းကျင်သောစစ်သူကြီးတူဖြစ်ပြီးတော့တိုက်ခိုက်နေစဉ်တစ်လျှောက်လုံးမှာတော့မင်းသားရဲ့စစ်မြစ်ကတော့ခွေသားဟုအကြင်ကြင်ကဲ့ရဲ့စောကားခဲ့တော်တယ်။ဒါပေမဲ့မင်းသားအရိယာမှာတော့ဒေါသမထွက်ပဲမိဘနှစ်ပါးထံမှတည်ယူခဲ့တဲ့တည်ငြိမ်မှု သစ္စာစောင့်တည်မှုလိုဖြစ်တာပြန်လဲတက်ခိုက်လျော်တယ်။နောက်ဆုံးမှာတော့သူဟာဝိသမကိုမတက်ပဲ လက်နဲ့ချစီကအနိုင်ယူလိုက်ပါတော့တယ်နဲ့အဲ့ဒီအချိန်မှာပဲတာမိုင်းဒေတာမှာရှိတဲ့သူဝနဒီပပြည်သူများဟာပြန်လဲစည်းစင်းလာတဲ့မြင့်ရများကိုမြင်တွေ့ပြီးတဲ့နောက်မှာတော့မင်းသားလေးရဲ့စွန့်စားကံကအောင်မြင်သွားပြီဖြစ်ကြောင်းကိုသိရှိလို့တတိုင်းပြည်လုံးကအောင်ဝဲခံကြတော့တာပေါ့သူတို့ရဲ့ဘေးဒုက္ခကိုကယ်တင်ခဲ့တဲ့မင်းသားလေးရဲ့သူဟာတန့်စင်ခြင်းမတန့်စင်ခြင်းကိုတော့သူတို့စိတ်ဝင်စားကြတော့ဘူးသူတို့သိတယ်မှာတော့သူတို့ရဲ့အနာကဘယင်လောင်ဟာသူတို့အတွက်တော့ အသက်ကိုစွန့်စားခဲ့ပြီးတော့ကြီးမားတဲ့မြေတားနဲ့တတိရှိသူဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတော့တယ်။အဲ့ဒီတဲ့င်းကိုကြားသိတဲ့ဝိသမရဲ့စစ်တပ်ကြီးတစ်ခုလုံးဟာလေစိတ်ဓာတ်ကြလို့လက်နဲ့ချလိုက်တော့တာပေါ့မင်းသားအရိယာကမြို့တော်ကိုပြန်ရောက်တဲ့အခါမှာတော့ပြည်သူပြည်သားအားလုံးကသူ့အားတိုင်းပြည်ကိုကဲတင်တဲ့သူရဲကောင်းအဖြစ်တခဲနှစ်ကိုကျူစွာကြတော့တာပေါ့ဘင်းကြီးနဲ့ဘီဘီယာကြီးမှလည်းတားတော်ကိုမျက်ရည်များနဲ့ပွေ့ဖယ်ကျူစွာကြနေတော့တယ်နောက်တစ်နေ့မှာတော့ တယ်လေစီလုံးသွားပြီဖြစ်တဲ့မူမများအားလုံးဟာစုံကြီးတက်ရောက်နေတဲ့ရာဇပလင်ခမ်းမဆောင်မှာတော့ဘရင်တိတိတမဟာမိမရဲ့မိမိကောင်ကြီးမာလာအားလူများရှိမှဂုံပြုတ်ခဲ့ပါတော့တယ်။သူ့ရဲ့မုံမြတ်တဲ့တစ္ဆာတရားနဲ့မွေးဖွားပေးခဲ့တဲ့တားတော်ကြောင့်သာတိုင်းပြည်ကြီးဟာဘေးအန္တရာယ်မှာလွတ်မြောက်ခဲ့ရကြောင်းကိုမိတ်ကြားတော်မူခဲ့လေတော့တယ်။အဲဒီနောက်ဘရင်ကြီးကသူ့ရဲ့ဥကောင်းပေါ်မှာဘရင်တရပူကိုချွတ်လိုက်ပြီးတော့သူ့ရဲ့တားတော်အရိယရှင်မှာဒူးထောက်လို့ အဖဘီရင်တပါ၏အကြီးမားဆုံးသော အောင်မြင်မှုမှာတော့မိမိထက်ပို၍ထိုက်တန်သောတားတူးကိုရရှိခြင်းဖြစ်တယ်လို့မိတ်ကြပြရနာတရဖူကိုတော့တားတော်ရဲ့ဥကောင်းပုံတို့ကျင်မြောက်လိုက်ပါတော့တယ်အဲ့ဒီခါမှာတော့ခမ်းမဆောင်တစ်ခုလုံးမှာတော့ဘယင်အရိယာတက်တော်ရကြောရှိပါစီဆိုတဲ့ကျွေးကြော်တမ်းများနဲ့ပက်တင်ထသွားခဲ့လီတော့တယ်ဤသို့ဖြင့်သူနာဒီပါတန်းပြည့်ရဲ့ထီနန်းကိုတစ္ဆာတရားမှမွေးဖွားလာတဲ့ မင်းသားလေးကဆက်ခံခဲ့ပြီးသူ့ရဲ့အုပ်ချုပ်မှုအောင်မှာတော့တိုင်းပြည်ဟာလေရခင်ကတပင်ပူမူအေဂျင်တာယာဝတ်ပြောလီခဲ့တော့တယ်။အီဇလန်ပုံမြင်လေးမှာတော့ကျွန်ုပ်တို့အားမျိုးရိုးစင်မြင့်တဲ့လူတဦးကြီးလုံရနဲ့နှလုံးသားကသာသူတို့ရဲ့တံမိုးအမှန်ကိုဆုံးဖြတ်ပေးကြ။ချွင်းချက်မရှိတဲ့တစ္ဆာတရားနဲ့မြင့်တာတရားဟာမိသည့်ကျင်စာစုကိုမစုခြေဖြတ်နိုင်ကြောင်းကိုတော့သင်ခန်းစာပေးခဲ့တာပဲဖြစ်ပါတော့တယ်ရှင်။နားဆင်သူများရှင်။ နောက်ဆက်စစ်နေမှာလဲကျမတို့ရဲ့ channel ကနေအခုလိုချိန်ဝင်စားပွဲရပုံမြင်အကြောင်းအရာတွေကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးပြီးတော့အားပေးဆောင်မြို့ဖို့အတွက်မမေ့ပါနဲ့ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။